္ဂလာပါဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေတို့ဆရာကဒီနေ့တော့ငွေရေးချေးရေးအဆင်ပြေစေရန်အတွက်ရေရရာနီလန်ကောင်းလေးပြောပြပေးမှာဖြစ်တယ်အဲဘီဒင်းဆရာမလို့သာရေရရာလို့တုံးရတာပါအမှန်ကတော့ဆရာတို့တက်ဝင်ယုံကြည်မှုနဲ့အများကြီးတက်ဆိုင်နေငွေဝင်စေတာတကယ်ကိုလက်တွေ့ဒီကာတာကြောင့်အကျိုးထူးနေတဲ့သူတွေလည်းများစွာရှိတယ်ထို့အတူပဲဆရာကိုယ်တိုင်တို့လည်းဆွဲပြီးတော့အသုံးပြုတယ် မိတ်ဆွေတို့ကိုယ်တိုင်လည်းသုံးကြည့်စေခြင်းနဲ့တချို့ကလည်းဒီရေရာကိုသုံးနေစေသုံးဘူးပြီးသားဖြစ်လိမ့်မယ်။ဆရာကရေရာတွေပြီးတဲ့အခါဆရာရဲ့မိတ်ဆွေတွေအားလုံးကိုဆရာကဟိုဟိုအထူးသဖြင့်ဆရာကအဲဘာကိုပဲရေရာရှိခိုင်းခိုင်းကံဆိုတာအလုံးဖြစ်တယ်အလုံးဆိုတော့ကံကောင်းအောင်လုပ်ဖို့လိုအပ်တယ်လို့ဆရာကခံယူတယ်။အဲ့တော့ကံဆိုတာအလုံးဖြစ်တဲ့အတွက်ကြောင့်မလို့ကောင်းအောင်လုပ်ဖို့အတွက်ဆိုရင်ဆရာတို့ကလူတိုင်းမှာတော့ဘာသာတရားရှိတာပေါ့။ ဘာသာတရားထဲမှာမှဆရာကကုတုလဲရဝမ်းလဲဝစီတဲ့ယေတရားတနည်းအားဖြင့်ပြောရရင် ကုတုမပါသောယေတရားဟာလောကမှာ ကုတုဒါနသီလမေတ္တာအဆရှိတဲ့ကုတုတစ်ခုခုမပါတဲ့ယေတရားဟာတခြားယေတရားတွေထက်တော့ကောင်းကျိုးပေးတဲ့နေရာမှာအစွမ်းအားဖြင့်နေကြပါလေခင်ဗျာသို့တော်ရှိတာပေါ့လေတော့ကုတုယေတရားမပါပဲသူများကိုထိခိုက်ရှာနာလို့တဲ့အစီအရင်တရားတော့မြင်ရလိရှိပေမဲ့ကံတက်စီတဲ့နီလဟာတော့ကုတုဒါနတိလ ်မေတ္တာဆိုတဲ့ကုသိုလ်တွေမှာပါလို့ရှိရင်ရေရာဆွမ်းလေးမရှိဘူးထားပါလေးဆရာစကလုံးနေရှိရှိဝင်းပြောခြင်းဘူးအဲ့တော့ဆရာကဆရာဂါတာလေးတစ်ခုပေးခြင်းတာအဲ့ဒါကဘာဂါတာလဲဆိုတော့ရတေကြီးဥခန္ဒီရဲ့ဂါတာဖြစ်တယ်ဒါကိုဆရာ2020နဲ့2021လောက်မှာဆရာမိတ်ဆွေတွေကိုဆရာတနစ်စာဟောစတန်းယူရတဲ့သူတွေနာမမေးဘူးတဲ့သူတွေဆိုချိလိုက်မယ်ဆရာဟောစတန်းရေးရေးထက်ပေးဘူးတယ်လေးကြောင်းမရှိတယ်အဲ့ဒီဂါတာလေးကိုဆရာဖွင့်ပြမယ်တကယ်လို့မသိရင်မိတ်ဆွေတို့ရဲ့ Facebook မှာဖြစ်ဖြစ် မိမိရဲ့ဆိုရှယ်မီဒီယာမှာယသိဥခန်ကြီးရဲ့တခါလေးမှာတချို့ကလည်းဒနာသိတိလို့ခေါ်တယ်ဂါရာတချို့ကလည်းငွေလုံးဆက်လို့ခေါ်တယ်ဆရာပုံတော့မရှိတော့ဟိုပုံအုံထဲမှာတော့ရှိတယ်သို့တော့ဆရာမိတ်ဆွေတွေဟိုလက်တွေပဲအားကိုးပြီးတော့ဟလာဟိုအဖြစ်နေမစလို့ဆရာမပေါ်ပြတော့ဘူးဒီပုံတော့သို့တော့ဆရာမိတ်ဆွေတွေအနေနဲ့ဟိုဒီဂါရာလေးကိုရိုက်ရှာလိုက်ရိုက် ရိုက်ရှာလိုက်ပြီးတဲ့အခါကျရင်ယတိဥခဏီရဲ့ဓနာသိတိလို့ခေါ်တဲ့ဂါတာလေးဖြစ်တယ်အဲ့ဒီဂါတာလေးကိုရိုက်ရှာပြီးတော့မိတ်ဆွေတို့အနေနဲ့အဲ့ဒီဂါတာလေးကိုရွတ်ပါဘဏ္ဍာကျင်ရွရွစွမ်းပါတယ်တကယ်လို့မှအရေးကြီးတဲ့ကိစ္စတွေငွေကြေးကိစ္စအတွက်ဆိုရင်ဆရာရဲ့ဘေးရင်ဆရာပဲနဝန်းကြကြဆိုရင်ရှည်ရွေးတိတ်မရွနဲ့မနှံမိုးလင်းတဲ့အခါမှာ29ခေါက်ရွညာအိတ်တဲ့အခါမှာ28ခေါက်ရွ ဆရာကြီးတိထမမကျင်တဲ့သူပတိစိတ်မယ်ဆိုလဲရတယ်လဲလေအောင်ထိုင်ရသွားလီပါမြတ်တာဆိုတာ ਨੇ ခြိုက်တယ်လို့ယူလို့ရတယ်အဲ့ဒီကာတာယူရင်ငွေဝင်ပါတယ်လောက်ကြည့်ပါရေရရာတွေပြည်တင်နေဟာယုံကြည်တတ်ဝင်မှုနဲ့အများကြီးတက်ဆိုင်တဲ့အတွက်ကြောင့်မလို့ဆရာမေဆွေတွေကိုအဲ့ဒီကာတာလေးကိုဆရာကယွတ်စေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒါလူတိုင်းတင်မကအောင်ဆရာကိုယ်တိုင်လည်းအတုံးပြုစေအတုံးပြုလက်တန့်ဖြစ်တော့ယတိကြီးဥခန့်နေရဲ့ ဒနာတိတ်ထိဆိုတော့ကာတာဖြစ်တယ်ဒါကိုဆရာရဲ့ Facebook page ကအရင်မိတ်ဆွေအဟောင်းနေဆိုရင်တော့ကောင်းစွာတည်လိမ့်မယ်ထို့အတူပဲမိတ်ဆွေအသက်တွေပါရင်လည်းမိတ်ဆွေတို့အနေနဲ့ကိုကိုယ်တိုင်မတည်သေးလို့ရှိရင်ဆရာကရွတ်စေချင်ပါတယ်အဲ့ဒါကတော့ဟောလာရတ္တိကြီးဥခဏီရဲ့ဒနာတိတ်ထိဆိုတော့ကာတာ၄ချောင်းပဲရှိပါတယ်မခတ်ပါဘူးပုံမှန်၄ချောင်းဆိုရင်နားလဲဆွဲအောင်နားထောင်လိုက်ရင်ကိုရွတ်တတ်တယ် ခုဆရာကအဲ့ဒီကာတာလေးကိုဖွင့်ပြမယ်တကယ်လို့ဆရာကြီးဗုဒ္ဓဘာသာမဟုတ်လို့အခြားဘာသာဆိုရင်ရောဆိုရင်ရောရွတ်ရလားဆိုရင်တော့ဒါကဆရာကတော့ဘာသာတရားတိုင်းကိုရွတ်ပါလို့မတိုက်တွန်းလို့ဘူးဘာသာတရားတိုင်းကကောင်းမြတ်ဖြစ်တဲ့အတွက်တကယ်လို့မှစမ်းကြည့်ချင်တယ်ရွတ်ကြည့်ချင်တယ်ဆိုရင်လည်းအဆိုးမရှိပါဘူးဆိုတာဆရာရဲရဲကြီးအာမခံပြောရဲတယ်။ကောင်းပြီ။ဒီကာရာလေးကိုယုံကြည်တတ်ဝင်မှုနဲ့ရွတ်ပါရွတ်လေစွမ်းလေဖြစ်ပါတယ်။ဆရာသိရှိရှိဝင်းပြောတော့အဲ့ဒီကာရာလေးကိုဆရာ၃ကောက်လောက်ဖြစ်ဖြစ်ဖွင့်ပြမယ်။

ဘမောဆရာတော်ကြီးဆိုထားတာကိုဆရာကဆရာတို့ဆိုလို့ရှိရင်အဲငပိတံဖြစ်နေမစိုးလို့အဲပြီးတော့အင်မတန်လေးစားတဲ့ဘမောဆရာတော်ကြီးရဲ့ဟာကိုဆရာကရှာပြီးတော့အဲတခြားရှာပြီးတော့ခါကျတော့ဟိုချွင်းညနေနဲ့ဆရာကရှာပြီးတော့ထုံနှုတ်ပြီးတော့ဖော်ပြပေးတာဖြစ်တယ်။ဒါပေမဲ့မိษွေတို့အနေနဲ့ကိုကိုတိုင်းလည်းရွတ်လို့ရတယ်ပြီးတော့ဖះစာရွတ်တဲ့အခါမှာဟိုမိမိအနေနဲ့အားနာစရာမလိုဘူးချက်စရာမလိုအားငယ်စရာမလိုယုံကြည်တတ်ဝင်မှုနဲ့ရွတ်ပါဆရာတို့နောက်တစ်ခေါက်လောက်ပြန်နှာထောင်းကြည့်လိုက်ပါ 那说的好了。Sir. ကောင်းပါပြီခင်ဗျာအဲ့ဒီရေတရာအဲ့ဒီဂါတာလေးကိုယူပါလေးချောင်းပဲရှိပါတယ်တကယ်ကိုကျင်းသေးပေါ့အဆင်ပြေပါလိမ့်မယ်အဲငွေကြီးဆိုတဲ့နေရာမှာလဲမိတ်ဆွေတို့အနေနဲ့ဆရာကတကယ်ကိုအခက်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 ပူပူပင်ပင် ရှိနေတဲ့မိတ်ဆွေများလဲယုံယုံကြည်နဲ့လွတ်ပါရွတ်ပါတခုတော့ရှိတာပေါ့အဲ့ဒါပါလဲဆိုတော့ဟိုရှင်ကြအနေနဲ့ဒီဂါတာကိုရွတ်ဆိုတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ငွေရချင်တဲ့စိတ်ကြီးနဲ့ရွတ်ဆိုတာမျိုးတော့ ဒါကိုရွတ်ပြီဆိုနေရှိပြမယ်လို့ရွတ်တဲ့အကြောင်းအရာအနတ်အိပဲကိုတော့မိမိနေနဲ့ဖျားတရားလုံနေတဲ့အတိုင်းလေးရုံရုံကြီးကြီးနဲ့ဆွမ်းဆွမ်းတက်တက်လေးယူရင်အစွမ်းထက်ခြင်းတမျိုးပါပဲခင်ဗျာနော်ဒါကိုဆရာကအကြံပေးလို့တယ်တိုးတော့ဆရာဖြည်းဝေးမပြောတော့ဘူးကြိုက်ရင်ရွတ်ပါမကြိုက်ရင်မရွတ်ပါနဲ့အဲတချို့မိတ်ဆွေ များကတော့စာသားရေးရတဲ့သူကတော့ရေးပြလိုက်ပေါ့ဖြစ်နိုင်လို့ရှိရင်တော့ကိုကိုတိုင်းရှာကြည့်တာကောင်းတယ်တိုးတော့ဆရာတွေးမိတာဗီဒီယိုရိုက်နေနေမှာအဲဆရာတို့ တချို့တိုင်းရင်းသားတွေကြတော့စာမရိုက်တတ်တဲ့သူတွေရှိမယ်အဲဆိုရှယ်မီဒီယာနဲ့ပတ်သက်လို့မကြွန့်ကျင်တဲ့သူတွေရှိမယ်ဆိုတော့အဲမိတ်ဆွေတို့အနေနဲ့အဲတချို့ကလည်းရေးပေးလိုက်ကြပါဦးเนาะဆရာမိတ်ဆွေတွေကအကောင့်တရလူတွေကတော့ဖရာတရလောက်တာများပါတယ်တကယ်လို့ဗတိစိတ်မယ်ဆိုရင်လည်းဘတ်ကိုလုံးပတိကိုစိတ်စိတ်အဲတကယ်လို့28လုံးပရိကိုစိတ်စိတ်108လုံးပရိကိုစိတ်စိတ်အဲစိတ်လို့ရပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ကိုကိုတိုင်းမရဘူးဆိုလို့ရှိရင်ဖွင့်တာပါ28ခေါက်ဆိုတာကတော့ငွေနဝင်းဖြစ်အောင်ယူပေးမယ်ဘဏ္ဍာခေါက်ရွတ်ရွတ်စွမ်းပါတယ်ဆိုတဲ့အကြောင်းဆရာကပြောလိုပါတယ်တေချာရတော့အကျိုးမမဲ့စေပါဘူးကောင်းပါပြီဆရာတို့ပြန်နှားထောင်ပြီးတော့ဒါပါပဲဆရာမိတ်ဆွေတွေအားလုံး900တား900တားသမီးတွေအားလုံးငွေကြီးကိစ္စတွေမှန်သမျှဘီဘီယာမှန်မြကင်းပါစေငွေကြီးကိစ္စအပူတော့ကမှန်မြအားလုံးဆက်ဆက်ရရအောင်မြင်ပါစေလို့ဆရာဆုတောင်းပေးခြင်းပါတယ်။ Easy now.